အမျိုးသားတွေရဲ့ကျန်းမာရေးပြဿနာတွေကိုဝေဝေးရှောင်နိုင်ဖို့အတွက်ဘယ်လိုမျိုးအစားအစာတွေကိုစားသင့်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ဗီဒီယိုလေးကိုစရအောင်နော်။ကျန်းမာရေးကောင်းဖို့အတွက်ကောင်းတဲ့အစားအစာတွေကိုစားဖို့ကအလွန်ရေးကြီးပါတယ်။ဒါပေမဲ့ဒီလိုမျိုးနေ့စဉ်စားတဲ့အစားအစာတွေထဲမှာလုံလောက်တဲ့အာဟာရတည်းရရှိမယ်လို့ရောထင်ကြပါသလား။ဒီနေ့မှာတော့ အမျိုးသားလျှက်ကျန်းမာရေးအတွက်အထူးကောင်းမွန်စေတဲ့အစားအစာ၆မျိုးကိုပြပြပေးတော်မှာဖြစ်ပါတယ်။ပထမအုပ်ဆုံးအစားအစာလေးကတော့ခရူးကမာကောင်ပါ။တခြားအစားအစာတွေထပ်လို့ရှိရင်ခရူးကမာတွေမှာကဈေးနေပို့ပြီးတော့ပါပါတယ်။ဈေးဆိုတာကစီးကျိတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့သထုဓာတ်တစ်မျိုးပါ။ဒါကြောင့်မို့လို့ဈေးပမာဏနေဝတာဆိုရင် စီးကျိတ်နဲ့ပတ်သက်တဲ့ယောဂါတွေနဲ့မျိုးပေါင်းမှုပြဿနာတွေဖြစ်စေနိုင်ပါတယ်။ကျမတို့ခန္ဓာကိုယ်မှာဈေးပမာဏလုံလောက်မရှိပါဘူး။ ဒါကြောင့်မူလစင်ကိုအစားအသောက်ကနေပဲတစေဒါမှမဟုတ်လို့ရှိရင်ပြည့်စွက်အနေနဲ့ရရှိဖို့ကမဖြစ်မနေလိုအပ်ပါတယ်။ယောက်ျားလေးရဲ့အတွက်ကကြတော့တနေ့ကိုဇင်းပမာဏက7မီလီဂရမ်ရတဲ့နယ်လို့အကြံပြုထားပါတယ်။နောက်တစ်ခုကကြတော့ဆယ်မွန်၅ပါ။ဗီတာမင် D နဲ့တာကဗတ်သိပန်းရုပ်ကိုဖြစ်စေပါတယ်။လင်းလတ်တို့ရှိချက်တစ်ခုအရာဗီတာမင် D ကို ကောင်းကောင်းစုယူနိုင်တာဟာရောင်ရဲတဲ့ရေချောက်ဖြစ်စေတဲ့တွေးချောက်ပစ္စည်းမှုကိုလျှော့ချခြင်းအဖြစ် ပန်းတီပိုင်းညွန့်ဖြစ်နိုင်တာကိုလည်းယော့နေစီပါရဲ့ပုံမှန်လူလူနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပန်းတိတ်နေတဲ့ရကြလေးတွေမှာခါသွေးကြောနေရင်ရောင်ရမ်းဖို့အခွင့်အရေးပို့ပြီးတော့အများပါတယ်ပြီးတော့အဲ့ဒီလိုမျိုးရောင်ရမ်းတာကိုယော့နေစီတာဆိုရင်သွေးစီးတာကိုပိုကောင်းစေရလို့ယုံကြည်ထားကြပါတယ်စေမုံငါပမာဏအနည်းငယ်မှာနေစဉ်လိုအပ်တဲ့ဗီတာမင် D ရဲ့132ရာခိုင်နှုန်းအထိပါရှိနေပါတယ်။နောက်တစ်ခုကတော့တစ်ကြားစေပါ။ တခြားသည်တွေဟာအုန်းနောက်ကျန်းမာရေးကိုကောင်းစေနိုင်တဲ့ omega 3 fatty acid တွေဓာတ်ဝင်ချင်းတွေကိုတမင်နိုင်တဲ့ဓာတ်ပစ္စည်းတွေပါဝင်နေပါတယ်။အဲ့ဒီကောင်းမှုနဲ့အစာအာဟာရတွေဟာစိတ်ကြယောဂကိုကာကွယ်ပေးနိုင်တဲ့ကုန်သတ္တိရှိပြီးတော့မျက်ညာကိုကောင်းမှုစေရလို့အတည်ပြုထားပြီးသားဖြစ်ပါတယ်။တခြားသည်စစ်တစ်ခွက်ရဲ့၄ပုံပုံတစ်ပုံမှာ omega 3 fatty acid ကနေ့တစ်မှ3 gram ပါဝင်နေပါတယ်။အဲ့ဒီပမာဏဟာနေ့စဉ်လိုအပ်တဲ့ပမာဏထက်တောင်မှပိုနေပါသေးတယ်။ နောက်တစ်ခုကတော့ချိုကလက်နှုတ်ပါချိုကလက်နှုတ်ဟာဆိုရင်အားရင်အလွန်သုံးရတဲ့အကစားသမားတွေအတွက်တန်ဖိုးရှိပြီးတော့ဘယ်သူမဆိုတောက်သုံးဖို့တတ်နိုင်တဲ့အားရင်နေပြန်လည်ရရှိအောင်လို့တောက်သုံးနိုင်တဲ့အရေးတစ်မျိုးပါအစီနေတဲ့ချိုကလက်နှုတ်မှာဆိုရင်တခြားအခက်စားသမားတွေတောက်နေတာတန်းနိုင်ရှင်ရင်တော့ကစီတက်နဲ့အသားထက်အချိုးလေးစားတစားလောက်ပါဝင်နေပါတယ်။အားရင်ကုန်ခန်းပြီးတော့ပြန်လည်ဖြစ်နေတဲ့နေရာမှာလိုအပ်တဲ့အရေးတက်နဲ့ဆိုရီယံကိုပေးနိုင်ပါတယ်။ သူတင်နေဟင်းလင်းရတရားဆိုရင်အမြင့်တက်ကျော်သွားပြီးတော့နှလုံးကိုကောက်ကွယ်ပေးတာမောပန်းနာတွေကိုတတ်ထုတ်ပေးတာနဲ့ကောင်းမွန်တဲ့ခံစားမှုတွေလည်းရှိအောင်လို့ထောက်ပံ့ပေးနိုင်တဲ့အားရတဲ့တွေပါဝင်ပါတယ်။အမျိုးသားတွေဟာအသီးတွေနဲ့ဟင်းသီးရတွေကို အမျိုးသမီးတွေပို့လို့အပ်ပါတယ်။ဒါကြောင့်မို့လို့အမျိုးသားတွေဟာနေ့စဉ်တနေ့ကိုရှစ်အောင်စာပမာဏရှိတဲ့ခွနှစ်ခွက်စာတည်တည်နဲ့ရှစ်အောင်စာပမာဏရှိတဲ့ခွနှစ်ခွက်ခွဲမှသုံးခွက်စာဟင်းသီးရတွေကိုစားသင့်တယ်လို့အကြံပြုထားပါတယ်။ နောက်ထပ်မြေတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်